များဒီဗီဒီယိုကိုတည်တည်ချာချာကြည့်ကြည့်ဘလို့ခံစားရလဲတခုခုမှားနေတယ်တခုခုပုံမှန်မဟုတ်ဘူးအဲ့လိုမျိုးခံစားမိလားဘာမှားနေလဲဆိုတာကိုသိလား ပြီးတော့အခုနောက်ပိုင်းခင်ဗျားဒီ TikTok တွေပါတွေတုံးနေတဲ့အချိန်မှာပုံမှန်ထက်နည်းနည်းကွဲထွက်လာတဲ့ဗီဒီယိုတက်လာတာမျိုးတချို့ဆိုလို့ရှိရင် podcast လုံးနေတဲ့ပုံစံနဲ့ခင်ဗျားရင်းနှီးတဲ့ celebrity တယောက်ယောက်က product ခုအကြောင်းကိုပြောနေတာမျိုးအဲ့လိုမြင်ဘူးလိမ့်မယ်အဲ့လိုမျိုးဗီဒီယိုတွေမြင်လို့ရှိရင်ခင်ဗျားစိတ်ထဲမှာတခုခုမှားနေပြီဆိုတာရောတွေးဘူးလားဒီလိုမျိုးခင်ဗျားကတခုခုမှားနေတယ်လို့ခံစားရတယ်ဆိုရင်တော့မိတ်ဆွေဂုံယူပါတယ်ခင်ဗျားမှာလောလောဆယ် AI ကိုခံစားတတ်တဲ့ sense တခုရှိနေတယ်ဒီနေ့ ဒီခေတ်ပေါ့နော် AI generated video တွေပုံနေအကြောင်းနဲ့ကျွန်တော်တို့တိထားတဲ့သတိထားတဲ့အချက်လေးတွေကိုပြောပြသွားမယ်။ Okay ခြေပြေးချက်စားနေကြိုးစားပါတယ်။ကျွန်တော်တို့မျက်လုံးတွေကအရန်ထူးဆန်းတာ။အာမျက်လုံးတွေမဟုတ်ဘူးအုံနောက်ရဲ့အလုံးလုံးပုံကလည်းအရန်ထူးဆန်းနေပေါ့နော်။ဥပမာအဖြစ်ကျွန်တော်တို့လူမျက်နှာတို့ပါတို့ဆိုတာအများအားနေတိုင်းမြင်တွေ့နေရတဲ့အရာတွေ။ဆိုတော့ကျွန်တော်တို့ကလူမျက်နှာမှာမူးမမှန်တာမျိုးကို မြင်လို့ရှိရင်ဟာ ခုခုတော့မှားနေတယ်စိတ်ထဲမှာဟာကနေဟင်းနဲ့ဖြစ်သွားတာမျိုးအဲ့လိုမျိုးစိတ်ထဲမှာမတင်မကျဖြစ်တာမျိုးကိုကျွန်တော်တို့ uncanny ဖြစ်တယ်လို့ခေါ်တယ် uncanny ဖြစ်တယ်ဆိုတာကိုလူရင်းတို့ရှင်းရှင်းပြရမယ်ဆိုလို့ရှိရင်လူနဲ့တူတဲ့အရာတစ်ခုကနေပြီးတော့လူသားဆန်မှုဆိုတဲ့ဟာကိုမခံစားရတာအဲအဲ့လိုပြောလို့ရတယ်ပေါ့နော်ကြည့်ရတာ creepy ဖြစ်တယ်ပေါ့ something ရတော့ round နေပြီဆိုတာမျိုး ဒီ Henry Cavill နဲ့ Nicolas Cage နဲ့ရုပ်တွေကိုပဲကြည့်ကြည့်တခုခုကတော့တော်တော်လွဲနေတယ်ဆိုတာကိုခင်ဗျားတို့ခန်းစားမိလိမ့်မယ် AI generated video တွေမှာဘာမှားနေတယ်ဆိုတာကိုမသိရင်တော့မှခန်းစားမိမယ်မူးမမှန်တာတွေအများကြီးကိုခင်ဗျားတို့ခန်းစားလို့ရတယ် ခင်ဗျားတို့သိတဲ့အတိုင်းပဲ AI generated video တွေကအခုနောက်ပိုင်းမှာပိုးပိုကောင်းလာကြပြီ။တချို့ video တွေဆိုလို့ရှိရင်အစ်စ်လားအတုလားခွဲရတာအရန်ခတ်လာပြီလို့ပြောလို့ရတယ်။ဒီကောင်လေးစပေါ်လာတုန်းကမှုံတုံမှုံတုံ water တပုံလေးတွေပဲထုတ်နိုင်ရနေပြီးတော့အခုဆိုလို့ရှိရင် AI က hyper realistic ပုံတွေ video တွေအထိထုတ်လာနိုင်ကြပြီ။ဒီလိုမျိုးအတုအယောင်တွေနဲ့ပြည့်နေတဲ့လောကကြီးကတော်တော်လေးကြောက်စရာကောင်းတာတော့ခင်ဗျားတို့လက်ခံလို့ရလိမ့်မယ်လို့ထင်ပါတယ်။ဒါတော့ကြောက်ဖို့ကောင်းလာပြီလို့သိလား။ အခုခင်ဗျားကြည့်လိုက်တဲ့ဗီဒီယိုကကျွန်တော်ရုပ်နဲ့ကျွန်တော်အတန်နဲ့ဆိုပေမဲ့အဲ့ဒါကျွန်တော်မဟုတ်ခင်ဗျားအဲ့ဒီဗီဒီယိုမှာတခုခုမှားနေတယ်ဆိုရယ်ခန်းစားချက်မျိုးကိုရလိုက်လာ TBS Labs ကိုအချင်းချင်းကြားအပေးလာတဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်ဘလို့စကားပြောတတ်တယ်ကျွန်တော်စကားပြောရင်ဘလို့အမှုအရာတွေဘလို့လှုပ်ရှားမှုတွေလုပ်တယ်ဆိုတာကိုခင်ဗျားတို့နည်းနည်းလေးသတိထားမိနေလိမ့်မယ်ခုနကတော့ဗီဒီယိုမှာကျတော့ခင်ဗျားတို့တော်တော်လေး true စင်စင်ဖြစ်နေလိမ့်မယ်ဒီတော့ကိုကြည့်လိုက်တဲ့ဗီဒီယိုဒါမှမဟုတ် image တခုခုကအစ်စ်လားအတုလားဆိုတာကိုဘလို့ခွဲနိုင်မလဲဘာလို့ဒီလိုခွဲတတ်ဖို့အရေးကြီးလဲဆိုတာကိုပြောပြပေးသွားပါ AI generated photo and video စရဲ့အစကိုပြောရရင်ခင်ဗျားတို့ဘယ်နှခုနှစ်လောက်လို့မြင်ကြမလဲပေါ့နော်။အဲတေချာတော့2015နေပြီးတော့2018ဝင်းကျင်လောက်ပေါ့။ဒါလေးတော့မှန်ပါတယ်။အဲ့ဒီခုနှစ်ဝင်းကျင်လောက်မှာမှဒီတာမန်စားသုံးသူတွေလက်ထဲကိုဒီ technology ကစရောက်လာတာ ပြီးတော့ covid ကာလလည်းဖြစ်တဲ့အခါကျတော့လူတွေကအားပြီးတော့သိမလား shock လိပြီးတော့တော်တော် popular ဖြစ်လာခဲ့တာလို့ပြောလို့ရတယ်ကလေးတွေလမ်းမလျှောက်တခင်လေးဘက်တွားလေးတွေတွားကြတယ်မလားအဲ့လိုပဲလူမျိုး AI generated video တွေစပြီးတော့စာလုံးရေးစတဲ့အချိန်က2008ခုနှစ်လောက်မှာဆိုရင်ပုံမှန်ပဲ အဲ့ဒီအချိန်လောက်မှာကွန်ပျူတာတွေမှာပစ္စည်းတွေအရာဝတ္ထုတွေကိုခွဲခြားနိုင်စွမ်းမရှိဘူး။ဘယ်ပစ္စည်းကဘာလဲဆိုတာကိုကွန်ပျူတာတွေသိလာအောင်လို့ train ပေးလို့ရမယ့် data လည်းမရှိခဲ့သေးဘူး။ train ပေးနိုင်မယ့် data မရှိဘူးဆိုရင်ကွန်ပျူတာကလည်းတက်လာမှာမဟုတ်ဘူး။အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက် Feng Feng Li ဆိုတဲ့ Chinese American Computer Scientist နဲ့သူဦးဆောင်တဲ့ researcher အဖွဲ့က ImageNet ဆိုတဲ့ project ကိုစလုပ်ခဲ့။ဒီ project မှာသူက internet ပေါ်ကပုံတွေကိုစုပြီးတော့ image data set အကြီးကြီးကိုဖန်တီးဖို့လုပ်ကြတယ်။ဘယ်လောက်ကြီးလဲဆိုလို့ရှိရင်ဒီ data ထဲမှာ မတူတဲ့ object တွေတိရစ္ဆာန် နေအမျိုးအစားပေါင်း2800လောက်ပါတယ်စုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်ပုံက14တန်းကျော်ပါတယ် data set အဲ့လောက်ကြီးုံနဲ့မပြီးသေးဘူးဒီ project က computer program တွေကိုပုံနေပစ္စည်းတွေနဲ့ခွဲခြားတတ်အောင်လို့လုပ်ပေးဖို့အတွက်ကိုသူကရည်ရွယ်ထားတာဆိုအဲ့ဒီပုံပေါင်း14တန်းကျော်ကိုခေါင်းစဉ်တွေတက်ပေးရသေးတယ်အဲ့ဒါကို labeling လုပ်ပြီးရလို့ခေါ်တယ်ပေါ့နော် manually လူကိုယ်တိုင်ကခေါင်းစဉ်လိုက်တက်ရတာဒီလိုမျိုး14တန်းတွေကပုံတွေကိုလူတစ်ယောက်ထဲရပဲခေါင်းစဉ်လိုက်တက်ရမယ်ဆိုလို့ရှိရင်တော့16နှစ်လောက်ကြာနိုင်တယ်2008ခုနှစ်ကနေပြီးတော့စလိုက်တဲ့ project က2010မှာပြီးတယ်ဆိုတော့နှစ်နှစ်လောက်သူတို့လူအများကြီးနဲ့အပင်ပန်းခံပြီးလုပ ခဲ့ကြတယ်။အဲ့ဒီကနေပြီးတော့မှ researcher တွေအတွက်ပေါ့နော် image classification target detection ဘက်မှာအများကြီးအထောက်အကူဖြစ်စေခဲ့တယ်ဒီ image net ဆိုတဲ့ကောင်ကတချို့ဆိုလို့ရှိရင် image net က a pioneering vision for computers ကွန်ပျူတာတွေကိုမျက်စိမြင်အောင်လို့ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့သူလို့တောင်တင်စားပြီးတော့ခေါ်ဝေါ်ကြတယ်။အဲ့လိုနဲ့2012ခုနှစ်မှာ image net ရဲ့ data တွေကိုအခြေခံပြီးတော့ပိုကောင်းအောင်လုပ်ထားတဲ့ alex net ဆိုတဲ့ကောင်ပေါ်လာတယ်။ဒီကောင်မှာဓာတ်ပုံတပုံကို layer တွေခွဲပြီးတော့နားလည်နိုင်လာတယ်။ object တွေကိုပို့ပြီးတော့ခွဲနိုင်လာတယ်။ image net နဲ့ဒီ alex DeepX နဲ့ရဲ့အောင်မြင်မှုက AI researcher တွေကို machine learning ဘက်ကနေပြီးတော့ deep learning ဘက်ကိုတောင်းသွားစေခဲ့တယ်။ဂျားထဲမှာ Google တို့ Microsoft တို့ကလည်းသူတို့ကိုယ်ပိုင် program တွေ ထုတ်ကြတယ်အဲ့လိုနဲ့ဒီ2015ခုနှစ်အရောက်မှာကိုကပုံတပုံကိုထည့်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပုံကိုစာအနေနဲ့ describe လုပ်ပေးထားတဲ့ automated image captioning ဆိုတဲ့ကောင်တော်တော်ကောင်းကောင်းအလုပ်လုပ်နိုင်နေပြီကိုကငှပြိုသီးပုံတပုံထည့်လိုက်ပြီဟိအောင်ဒီပုံကဘာပုံလဲငါ့ကိုပြောပြစမ်းလို့မေးလိုက် AI ကဟာဒါငှပြိုသီးပုံမှာခမရလို့ပြန်ပြောနိုင်တဲ့အထိတိုးတက်လာတာပေါ့အဲ့ဒီမှာ researcher တွေကဒီလိုပုံတွေကိုစာအနေနဲ့ describe လုပ်ပေးနိုင်နေဆိုတော့စာတွေကိုပုံအဖြစ်ရောပြောင်းလဲပေးနိုင်မလားဆိုပြီးတော့ပြောင်းမြန်သူတို့တွားပြီးတော့တွေးမိသွားတယ်အဲ့ဒီမှာစာစမ်းကြည့်ကြပြီးတော့2016ခုနှစ်မှာ text to image image generation ပြောမယ်ဆိုရင်ကိုယ့်ဘက်ကစလုံးတွေပေးလိုက်ရုံနဲ့ပုံထုတ်ပေးလာနိုင်တာမျိုးကိုလုပ်ပေးသွားနိုင်သွားတယ်ဆက်ဆံခြင်းကတော့အရင်ကြီးမကောင်းဘူးပေါ့ဗျာသူတို့ထုတ်ပေးတဲ့ပုံရဲ့ resolution ကလည်း 32x32 pixel ပဲရှိတယ်ဆိုတော့ဘာပုံမှန်းအောင်တေချာမပြောပြနိုင်တဲ့ဓာတ်ပုံလိုတောင်ခေါ်လို့မရတဲ့အနေအထားပေါ့ဒါပေမဲ့ကိုထည့်လိုက်တဲ့စာနဲ့အနည်းဆက်ဆုံးတူတယ်ဥပမာခမရမျက်ခင်းမြင်ထဲမှာ toilet တစ်လုံးပုံထည့်ပေးပါဆိုစာရိုက်လိုက်လို့ရှိရင်သူထုတ်ပေးလိုက်တဲ့ပုံကဝါးနေပေမဲ့လေပုံကိုကြည့်လိုက်ရင်မျက်ခင်းမြင်ရဲ့ပိုထိုင်အိမ်သားရဲ့အဲ့ဒါကိုတော့မှန်းကြည့်လို့ရဒါကျွန်တော်တို့အခုကြေကြေပြင်းပြင်းမြင်နေရတဲ့ AI AI generated photo တွေ video တွေရဲ့တကယ်အစပေါ့ ဒီလိုမျိုးအစိုးပိုင်းမှာထွက်ခဲ့တဲ့ image generation AI တွေကသူတို့ပုံထုတ်ပေးနိုင်မှုအတွက်ကိုအရင်ဆုံးပုံနေအများကြီးကိုအရင်စုပြီးတော့ data အနေနဲ့ထဲသူတို့သင်ပေးပြောမယ်ဆို train ပေးရတယ်အဲ့လိုလုပ်ပြီးသွားတော့မှ AI ကနေပြီးတော့ကိုထည့်ထားတဲ့ပုံတွေကို analysis တွေလုပ်မယ် train မယ်စုပေါင်းစပ်ပေါင်းပုံတွေထုတ်ပေးတယ်ပြောရရင်ကိုကလူပုံထုတ်ရှင်လို့ရှိရင်အရင်ဆုံး model ပုံတွေကိုစုလိုက်ပြီးတော့ AI နဲ့ကိုထည့်အဲ့ AI ကနေမှထွက်လာတဲ့ပုံတွေကလူပုံတွေပြန်ဖြစ်နေမှာခင်ဗျားလူပုံတွေထည့်ပြီးတော့ဟိအောင်ငါ့ကိုရှုခင်းပုံထုတ်ပေးကွာလို့ပြောရင် AI ကသာလက်ပိုင်မင်းငါ့ကိုသင်ပေးထားတာလူပုံတွေလေဘ ါရှုခင်းပုံလားထုတ်ခိုင်းနေတာလဲဆိုပြီးနင်းရိုက်လိုက်မယ်ဒီလိုမျိုး AI ကပုံတွေကိုထုတ်ပေးနိုင်အောင်လို့ train ပေးထားတဲ့ data တွေကအများသောအားဖြင့် internet ပေါ်ကမူပိုင်ခွင့်တင်ထားတဲ့ပုံတွေနဲ့ train တာများတယ် အာလွန်ခဲ့တဲ့တလား2လလောက်ကခေတ်စားသွားတဲ့ Studio Ghibli Style ဗျာအဲ့ဒါကိုခင်ဗျားတို့လည်းစမ်းလို့ကြည့်ဘူးလိမ့်မယ်ထင်တယ် AI ကအဲ့လိုမျိုး art style မျိုးကိုထုတ်ပေးနိုင်အောင်လို့အရင်ဆုံး internet ပေါ်မှာရှာလို့ရသမျှ Studio Ghibli ရဲ့ style တွေကိုပြောမယ်ဆိုပုံတွေကို data အနေနဲ့ train ပြီးတော့ပုံစံတူတွေထုတ်ပေးရတယ်အဲ့လိုမျိုးလုပ်ပေးရင်ဘာဖြစ်တယ်လဲဆိုတော့ပိုင်ရှင်ရဲ့သဘောထားမပါဘဲနဲ့ယူသုံးထားတာဆိုတော့မူပိုင်ခွင့်အာ lore တွေကိုချိုးဖောက်တယ်လို့တက်ရောက်တယ် တူဒီယိုဂီဘလီမမဟုတ်ဘူးဘလို့ပုံမျိုးပဲဖြစ်ဖြစ် training data ကဒီလိုမျိုး plain ယူသုံးလိုက်တာပဲဒီမှာကျွန်တော်တခုပြောချင်တာ internet ပေါ်မှာ alert တကူရှာလို့ရတိုင်းဘယ်ဟာမဆိုယူသုံးပိုင်ခွင့်မရှိဘူးဆိုတာကိုနားလည်စေချင်တယ်ကျွန်တော်တို့အခုလက်ရှိသုံးလို့ရနေတဲ့ AI တွေကလည်းရှာလို့ရသမျှစာတွေပုံတွေအဲ့လိုမျိုး data တွေအများကြီးကိုတခါတည်းထည့်ပြီးတော့ train ထားတဲ့ကောင်တွေပဲကျွန်တော်တို့ကိုယ်တိုင် train ပေးစရာမလိုတာပဲရှိတယ်ဒီလိုမျိုး model အကျဉ်းကြီးတွေကိုကိုယ်တိုင် train လို့မရဘူးလားဆိုတော့ ရတာတော့ရတာပေါ့ဒါပေမဲ့ hardware requirement နေလေအများကြီးလိုသလို data requirement နေလေအများကြီးလိုတယ် model အသေးစားလေးတွေကိုတော့ GPU ကောင်းကောင်းတစ်လုံးရှိုံနဲ့ train လို့ရတော့ရတယ်ဒါပေမဲ့ ChatGPT level တော့တော့မမြော်နိုင်နဲ့ပေါ့သိရမလား image တွေကိုစာရီအနေနဲ့ရေးပြနိုင်တာနေပြီးတော့စလိုက်ရတာနေပြီးတော့အခုဆိုလို့ရှိရင် Delhi တို့ Sora တို့ Midjourney တို့အဲ့လိုမျိုးအရင်ကျန်တဲ့ AI generated image and video model တွေအထိရောက်နေပြီကျွန်တော်တို့လည်း social media သုံးတာပဲဖြစ်ဖြစ် YouTube ကြည့်တာပဲဖြစ်ဖြစ် AI generated content တွေကိုအရင်ကထပ်ပို့ပြီးတော့တွေ့လာရပြီဆိုတော့ကျွန်တော်တို့ဒီလိုမျိုး AI generated တွေကိုဘယ်လိုခွဲခြားပြီးသိနိုင်မလဲဆိုတာကိုစပြောမယ်ဘာဖြစ်လို့ခွဲသိစရာလိုလဲအဲ့ဒီ video တွေကငါတို့ဘာမှထိခိုက်နေရမှာမဟုတ်တာဆိုပြီးတော့တွေးမိကောင်းတွေးမိနိုင်တယ်ပြန်စဉ်းစားကြည့်လိုက်ရင်ဟုတ်တယ်လို့တော့ရှိတယ် entertainment ဘက်ပိုင်းကဒ ီ AI generated တွေကတော့အများကြီးထိခိုက်မှုမရှိဘူးကြည့်ရတာမိုက်တယ်ဘယ်လိုပြောမလဲ AI generated မှန်သိရင်တော့မှမက်ဆီပတာတာဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့လိုဗီဒီယိုတွေကကြည့်လိုက်တာနဲ့ AI generated ဆိုတာသိတာဘာလို့သိတာလဲဆိုတော့အများသောအားဖြင့် AI generated ဗီဒီယိုတွေမှာတော့အယောင်တွေကအရန်ကိုစိုးတယ်အရန်ကိုတောက်တယ် contrast တွေအရန်များတယ်ပြီးတော့အထက်ကဇက်ကောင်တွေရဲ့လှုပ်ရှားမှုတွေကနည်းနည်းလေးဥရွှန်လေးတွေဖြစ်တယ်ဒီလိုဟာတွေက harmful မဖြစ်ဘူးအန်ရမရှိဘူး pure entertainment တက်တက်ပဲပေါ့ပြီးတော့ဒီ dune ဆိုတဲ့ sci-fi ဇက်ကားကိုခင်ဗျားတို့ကြည့်ဘူးလိမ့်မယ်ဩစကာတွေလည်းအများကြီးရထားတဲ့ကားအဲ့ဒီကားထဲမှာပါတဲ့ Fremen ဆိုတဲ့လူမျိုးစုတွေရဲ့မျက်လုံးတွေကအပြာရောင်နေဗျာဒီတော့ဒီ Dune 1မှာ Actor တွေရဲ့မျက်လုံးတွေကိုအပြာရောင်တစ်ခုချင်းစီလိုက်ပြောင်းနေရတာအချိန်အများကြီးကုန်တဲ့ခါကျတော့ Dune 2မှာအရင် Dune 1နှုန်းက data တွေနဲ့ Machine Learning Technology တနည်းအားဖြင့် AI ကိုသုံးပြီးတော့မျက်လုံးတွေကို Auto အပြာပြောင်းပြီးအောင်လို့သူတို့လုပ်ခဲ့ကြတယ် ခင်ဗျားဒီဗီဒီယိုကိုတစ်ချက်ကြည့်ကြည့်လိုက်ကြည့်လိုက်တာနဲ့ AI generated မှန်တမ်းပြီးတော့သိတာဒါပေမဲ့တချို့ဟာတွေကကြည့်နေရင်နည်းနည်းကြာလာတော့မှအော်ဒါ AI ဗီဒီယိုကြီးပါလားဆိုပြီးတော့သိလာတာမျိုးတွေရှိတယ်ဥပမာ TikTok မှာတက်လာတဲ့နော်ဝေလာငါးတကောင်မှာကတ်နေတဲ့ကမာကောင်လိုလိုအကောင်အဲ့ဒါဘယ်လိုခေါ်လဲမသိဘူးအဲထားပါတော့အဲ့ဒီကောင်တွေကိုရေးဆေးပေးနေတဲ့ဗီဒီယိုမျိုးခင်ဗျားတို့မြင်ဘူးလိမ့်မယ်အဲ့လိုမျိုးဗီဒီယိုတွေဆိုလို့ရှိရင်ရုပ်တရက်ကြည့်လိုက်ရင်အစ်စ်နဲ့တော်တော်အတူတာ အဲ့ဒါကိုအစ်စ်လို့ခမည်းတယောက်ထဲထင်တာလည်းမဟုတ်ဘူးပေါ့နော် comment section တွေကိုဝင်ကြည့်လိုက်ရင်လည်းအစ်စ်လားအတူလားမခွဲတတ်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့ဒီလိုဗီဒီယိုတွေကိုဘယ်လိုခွဲခြားပြီးတော့သိလို့ရမလဲဆိုတော့ AI generated video တွေက visual အပြင်ဘလောက်ပဲကောင်းလာပြီပဲပြောပြောဒီကောင်းနေမှာအခုထိမလုံနိုင်သေးတာ consistency ပဲဘာလို့လို့ consistency မရှိဘူးခင်ဗျားတို့ကျွန်တော်တို့လိုပဲ ဒီဝေလံငါဗီဒီယိုမှာဆိုရင် ရေဆေးချလိုက်တဲ့ကမာလိုလိုကြောက်ခဲလိုလိုဟာတွေကိုကြည့်ကြည့်လိုက်တချို့ဟာတွေဆိုလို့ရှိရင်ရေနဲ့ဆေးချလိုက်လို့အောက်ကိုကျသွားရမယ့်အစားမကျသွားဘဲနဲ့တဝက်မာရင်မကောင်ပျောက်သွားတခုနဲ့တခုနဲ့လည်းထက်ပြီးတော့လူတွေရဲ့လှုပ်ရှားမှုကိုလည်းကြည့်ကြည့်လိုက်ပါတော့နည်းနည်း off ဖြစ်နေတဲ့ထူးဆန်းနေတယ်လို့မခံစားရဘူးတချို့နေရာတွေမှာလက်ချောင်းတွေပျောက်သွားတာမျိုးကွေးသွားတာမျိုးတွေလည်းရှိတယ်ကိုကြည့်လိုက်တဲ့ဗီဒီယိုကနည်းနည်းလေးဥွှွန်ဖြစ်နေတယ်လို့ခံစားရရင်ခုပြောတဲ့ချက်တွေကိုတစ်ချက်သတိထားပြီးတော့ကြည့်ကြည့်လိုက်လို့ရဒီလိုမျိုးဗီဒီယိုတွေက harmful ဖြစ်စေတဲ့အရာတွေကတော့မပါဘူးကြည့်တဲ့သူတွေကို environmental awareness အောင်မှရနိုင်သေးတယ်ဆက် ဘလို့ဗီဒီယိုတွေက harmful ဖြစ်စေနိုင်တယ်လဲဆိုတော့ကျွန်တော်တို့တနည်းနည်းနဲ့အနေရရှိစီနိုင်တဲ့ AI generated um content တွေအကြောင်းပြောရအောင် ီလိုဟာရီက fake website တွေတောင်မှလည်းရှိနေတဲ့တယ်ဒီကောင်က Mid Journey လိုမျိုး photo generation AI ကနေပြီးတော့ product ပုံတပုံထုတ်ခိုင်းလိုက်တယ်ပြီးတော့အဲ့ဒီပုံတွေကိုသုံးပြီးတော့ website ထောင်ပြီးတော့လိမ်နာမျိုးတွေလည်းရှိတယ်ဥပမာခင်ဗျားဒီဟာကိုကြည့်ကြည့်လိုက် AliExpress မှာ AI generated ပုံကြီးနဲ့နော် assist အတိုင်းလုတ်ပြီးတော့ရောင်းနေတာ Gorilla Couch ကတကယ် assist ရှိတယ်အစ်စ်ပုံနဲ့ဒီ generated ပုံတွေကတစ်စက်မှမတူဘူး တချို့လူတွေကလည်းဒါဘူးမှအစ်စ်ထင်နေတာမျိုးလည်းရှိတယ် AI ဖိုတိုတွေမှာအရန်မှောင်နေတာမျိုးအရန်လင်းနေတာမျိုးမရှိဘူးအခုပုံမှာဆိုလို့ရှိရင်လည်းဒီလူဝန်ဆိုဖာကိုပဲကြည့်ကြည့်လိုက်ဒီကောက်မှာလင်းနေတဲ့နေရာနဲ့မှောင်နေတဲ့နေရာနဲ့ဆိုပြီးရှိပေမဲ့အရန်လင်းတဲ့နေရာအရန်မှောင်တဲ့နေရာဆိုပြီးတော့ extreme ဖြစ်တဲ့ဟာမရှိဘူးတေချာကြည့်လိုက်ရင်ဒီပုံမှာအလင်းနဲ့အမှောင်နဲ့ကရောနေတယ် highlight ဖြစ်နေတဲ့နေရာလည်းမရှိဘူး ဒီလိုကြည့်လို့မရှင်းသေးဘူးဆိုရင်အနောက်ကတိုင်ကိုကြည့်ကြည့်လိုက်တိုင်မှာပါနေတဲ့ texture တွေကတေးချာကြည့်လို့ရတဲ့အနေအထားမှာရှိမနေဘူးကျွန်တော်ခုပြထားတဲ့ website ဆိုလို့ရှိရင်တစ်ခုလုံးက AI generated image တွေကြီးပဲ customer တွေကဒီ website ကပစ္စည်းတွေမှာမိတဲ့အခါမှာပုံမှန်ပြထားတာတစ်မျိုးရောက်လာတာတစ်မျိုးအဲအဲ့လိုမျိုးတွေဖြစ်ကြတယ် reddit user တယောက်ဆိုလို့ရှိရင်ဒီ website ကနေပြီးတော့ဆွဲထားတစ်ထည်မှာလိုက်တာ website မှာပြထားတဲ့ပုံကတော့ခက်မိုက်မိုက်ကလေးသူစီရောက်လာတဲ့အခါကျတော့ရိုးရိုးရှက်ပေါ်မှာဖက်တာပုံစံဟော print လုပ်ထားတဲ့ကောင်ကြီးရောက်လာဒီ website ကနေပြီးတော့အလိန်ခံလိုက်ရတဲ့သူတွေလည်းမနေမနောပဲ လိန်နေဆုံရင်တော့မှဗျာအ ਨੇ ဆုံးပစ္စည်းလေးတစ်ခုတော့ရောက်လာပါသေးတယ်ဆိုပြီးတော့ဖြည့်သိမ့်မယ်ဆုံရင်တော့မှရောက်လာတဲ့ shed ရဲ့ quality ကမှန်းချက်နဲ့နှမ်းတွက်နဲ့မကိုက်တာမျိုးတွေဖြစ်နိုင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလဲ line မောကနေပြီးတော့ဖုန်းမှလိုက်တယ်ရောက်လာတော့ဖုန်းမဟုတ်ဘဲနဲ့တစားပြားတွေကြောက်ခဲတွေဖြစ်နေတာလို့မျိုးပေါ့ကိုကတော့ဖုန်းတစ်လေးကန်ရပြီဆိုပြီးတော့ပျော်နေတာအာရောက်လာတော့မှတစားပြားကြီးဆိုတော့ငိုပေါ့ ဒီလိုပုံတွေကိုရော AI generated မှန်းသိအောင်ဘယ်လိုလုပ်မလဲအဲ့ဒီ AI scan website တွေရဲ့ပုံတွေကိုတစ်ချက်ကြည့်ကြည့်လိုက်ကျွန်တော်အရှိမပြောခဲ့သလိုမျိုးပဲ AI တွေက consistent မဖြစ်ဘူးအရင်ဆုံးသူ့ရဲ့မျက်လုံးကိုကြည့်ကြည့်လိုက်တစ်ဖက်နဲ့တစ်ဖက်နဲ့မညီတဲ့အပြင်အတွင်းကမျက်ဆံကလည်းလွဲနေသေးတယ်နှာခမ်းနေရာကလည်းပုံမမှန်ဘူးပြကျဲသီးတွေကိုကြည့်ကြည့်တစ်လုံးနဲ့တစ်လုံးနဲ့အရွယ်အစားရောပတ်တန်ရောမတူဘူးဒီနားစပင်ကိုလည်းကြည့်ကြည့်လိုက်အလဲမပြောက်ဒါမျိုး detail လေးတွေလိုက်ကြည့်ပြီးတော့အသေးစိတ်ခွဲမယ်ဆိုရင်တော့ခွဲလို့ရနိုင်တယ်ပြခင်ဗျဒီပုံမြင်ဘူးလေခင်ဗျားသာပုံရဟန်းမင်းကြီးအကြောင်းနည်းနည်းလေးသိတဲ့သူဆိုလို့ရှိရင်နော်ပုံရဟန်းမင်းကြီးက ကဒီလိုပုံစံမျိုးဝင့်မှာမဟုတ်ဘူးဆိုတာကိုသိတာမဟုတ်လို့ချက်ချင်း AI ဆိုတာကိုသိရင်သိလိမ့်မယ်ဒါပေမဲ့မသိတဲ့သူတယောက်အတွက်ကဒီပုံကြီးကအစိကြီးလို့ထင်ရကောင်းထင်ရနိုင်တယ်ဒါမျိုးပုံတွေကိုတွေးလို့ရှိရင်အရှိမပြောခဲ့သလိုပဲကျွန်တော်ဒီ detail တွေကိုလိုက်ကြည့်ကြည့်လိုက်အခုဒီပုံမှာဆိုလို့ရှိရင်မျက်မှန်ကဘေးနားအသားတွေနဲ့ရောနေတယ်လက်ဘေးမှာဆွဲထားတဲ့လဝက်ကက်တိုင်ကိုကြည့်လိုက်ရင်လည်းမညီမညာ water drop ဖြစ်နေတာမျိုးတွေတွေ့ရတယ်ပြီးတော့လက်မှာကင်ထားတဲ့ရေဘူးလိုမျိုးပစ္စည်းကိုကြည့်လိုက်ရင်ဘသူကတစ်ခုခုကိုအဲ့လိုကင်လို့လဲသိရမလားပြီးတော့လက်ကလည်းပုံစံပြက်ဒီအချက်တွေကိုကြည့်ပြီးတော့ကြည့်လိုက်တာနဲ့ တခုက AI မှာလားဆိုတာကိုခင်ဗျားတို့တန်းပြီးတော့သိနိုင်ကျွန်တော်တို့လိုမျိုးနိုင်ငံမှာကြတော့ဒီလိုမျိုး product တွေကို AI နဲ့ပုံထုတ်ပြီးတော့လိမ်တာမျိုးတော့မကြဘူးသေးဘူးဒါပေမဲ့ဖြစ်လာသည်ဖြစ်စေမဖြစ်လာသည်ဖြစ်စေသတိထားနိုင်ရင်တော့ပိုကောင်းတာနောက်တစ်ခုကကျွန်တော်တို့ misleading ဖြစ်တဲ့သတင်းတွေ information တွေအဲ့လိုမျိုးတွေဖြန့်တာငါတို့အဖြစ် video တွေပေါ့ဥပမာအဖြစ် Elon Musk ကြီးဖန်ခံရပါတယ်ဆိုပြီးတော့ video တက်လာတာမျိုးเนาะ Donald Trump ရေဖန်ခံနေရပြီဆိုတာမျိုးရေတွေချုပ်ပြီးခေါ်သွားတာမျိုးအဲ့လို video တွေကနည်းနည်းပို့ပြီးတော့အစ်စ်နဲ့တူလာပြီလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲ uncanny ဖြစ်နေတာမျိုးကတော့ရှိသေးတယ် ပြီးတော့ဒါတော့ကိုရီးနဲ့ပုံနီးစက်တယ်ပေါ့မကြသေးခင်ကနော်လွန်ခဲ့တဲ့လပိုင်းကလှုပ်သွားတဲ့ငလျင်ကြောင့်မြန်မာနိုင်ငံထိခိုက်သွားတဲ့ဗီဒီယိုဆိုပြီးတက်လာတဲ့ကောင်းကြီးကလည်းမသိရင်သူတို့အတွက်ဗီဒီယိုအစ်စ်လို့ထင်ရစရာ ရှိနိုင်တယ်ဒီဗီဒီယိုရဲ့ညာဘက်တောင်းကိုကြည့်လိုက်ရင် water mug လေးတစ်ခုကိုမြင်ရလိမ့်ပြီးရင်လမ်းမောကလူတွေရဲ့လမ်းလျှောက်နေတဲ့ပုံဝင်ကြည့်ရတာလည်းပုံမမှန်အောင်အဲ့ဒါကိုကြည့်ခြင်းအပြင် AI ဆိုတာကိုသိနိုင်ပြီးတော့ပကံဖျားတွေရဲ့တည်နေရာကိုကြည့်လိုက်မယ်ဆိုရင်အပြင်လက်တွေ့မှာအခုဗီဒီယိုမှာတွေ့နေရသလို location မှာမရှိနေဘူးဆိုတာကိုလည်းခင်ဗျားတို့ကြည့်ရင်သိနိုင်တယ်ပြကနဒီဘဲကိုသိလား TikTok သုံးနေဆိုတော့ဒီဘဲကိုမြင်ဘူးလိမ့်မယ် TikTok မှာဆိုလို့ရှိရင်သူ့ရဲ့ရုပ်နဲ့ AI voice over တွေထည့်ပြီးတော့ product တွေရောင်းတာမျိုးတွေအများကြီးရှိတယ်ဒီလိုမျိုးဗီဒီယိုလုပ်ဖို့ကတကယ်လွယ်လွယ်လေးအတန်ဖိုင်နေနေရရုပ်ပုံလေးနေနေရအဲ့ဒါလေးပဲလိုတာ ဆိုလုပ်ဖို့အတွက်အများကြီးစူးစမ်းထုတ်မှုတော့မပြုစီရမလိုဘူးရဲ့ဒီဘေးက podcast လောက်တာဆိုတော့သူ့အတန်နဲ့ရုပ်နဲ့ရဖို့ကလည်းအရန်လွယ်အခုဒီဗီဒီယိုမှာဆိုလို့ရှိရင်သူ့ပါဇက်ကိုကြည့်လိုက် ပြောနေတဲ့စလုံးနဲ့ပါဇက်လှုပ်တဲ့ပုံစံတွေကလုံးဝညီမနေဘူး AI ဗီဒီယိုတွေက generate လုပ်လို့ရှိရင်ဗီဒီယိုရဲ့ကြာချိန်ပိုကြလေလေရုပ်တွေက consistency မရှိလေလေပဲဒီမှာဒီလိုမျိုး AI ဗီဒီယိုလုပ်နေတဲ့သူတွေအတွက်အကွက်တကွက်ရှိတယ်အဲ့ဒါကစကားပြောတဲ့ short လေးကိုအပိုင်းသေးသေးလေးတွေကွက်သေးလေးတွေခွဲခွဲပြီးတော့ပြတယ် AI မဲ့ရမ်းတိတာတဲ့နေရာမှာလူရုပ်ကိုမပြဘဲနဲ့တခြား shot တစ်ခုခုကိုထည့်လိုက်တယ်ဒီလိုနီးတွေနဲ့သူတို့က movement မမှန်တာတွေကိုဖုံးပြကြတယ်ဒီမှာဆိုလို့ရှိရင်လဲ Selena Gomez ပုံနဲ့ voice over သုံးထားတာမျိုးဒီမှာဆိုရင်ကျွန်တော်အရှိမပြောခဲ့သလိုပဲစကားပြောနေတဲ့ video ကို shot တွေခွဲပြောက်သွားပြီးတော်တော်လေးတွေပဲပြသွားတာပြီးတော့ Selena Gomez ရုပ်ပေါ်လာတိုင်းမှာသူ့ရဲ့ outfit တွေကချိန်းသွားတယ် ဒီတဲ့ short တွေကတကယ် video ကိုနှစ်ခမ်းနေရပဲပြောင်းနှံ့တာမျိုးဖြစ်နိုင်တယ်လူတယောက်ယောက်ကိုပုံစံတူအောင်လုပ်ထားတဲ့ AI video တွေကခွဲရလွယ်တဲ့အထဲမှာတော့ပါသေးတယ်ရှေ့မှာတော့ငါပြောခဲ့သလိုမျိုးပဲကျွန်တော်တို့ရဲ့လူမျက်နှာတွေကကျွန်တော်တို့ကအမြဲတမ်းတွေ့နေရတဲ့ခါကျတော့မျက်နှာအမူအရာတွေမူမမှန်ရင်ချက်ချင်းမသိရင်တောင်မှတခုခုတော့လွယ်နေတာကိုသတိထားမိတယ်သိုးမပါဘူးပေါ့ဒီလို video တွေမှာအများသောအားဖြင့်လှုပ်နေတဲ့အပိုင်းတွေကမျက်လုံးရဲ့ပါးစပ်ရဲ့ပဲရှိ ပြန်သူရဲ့ body language ကပြောနေတဲ့စကားနဲ့တိုင်ပင်မကိုက်ဘူး။ဘာလို့လဲဆိုတော့ AI က तू ဘာပြောနေလဲဆိုတာကိုသိမှမသိတော့ဘူး။ နောက်ပိုင်းအဲ့ဒါကိုပါ detail လုပ်ပြီးတော့အဲ့ဒါကိုပါ context အနေနဲ့သုံးပြီး body language အနေနဲ့ပါပြလိုက်ရင်တော့တော်တော်ကိုခွဲရခတ်သွားမှာအဲ့ဒါလည်းတိတ်မကြတော့လောက်ဆိုကျွန်တော်ကိုပဲကြည့်ကြည့်လိုက်ပါနော်အခုအခုကျွန်တော်ပြောနေရကျွန်တော်ကျွန်တော်စကားပြောနေလို့ရှိရင်ပြောနေတဲ့စကားပေါ်မှာမူတည်ပြီးတော့ကျွန်တော်ရဲ့လက်တွေကလိုက်လှုပ်ညနာအမူအရာတွေဆိုရင်လည်းအမျိုးစုံပြောင်းတယ်ပြခင်ဗျားသတိထားကြည့်မိလိုက်ရင် AI generated လူညနာတွေကစကားပြောတဲ့အခါမှာတော်ယုံတန်ယုံမျက်ခုံးတွေပါလေလှုပ်တာမရှိဘူးမျက်ခုံးလှုပ်ရင်လည်းတဘာဝကြကြလှုပ်တာမျိုးမဟုတ်ပြီးတော့လဲစီလည်းမလှုပ်ခက်တာကိုယ်ကလဲစီမရှိလက်ခွာ ဒါ level နေရာတစ်ခုလုံးကလှုပ်နေတာတကယ်စကားပြောလို့ရှိရင်လေစီနာလီပဲသိသိသာလှုပ်တာပြောနေတဲ့စကားနဲ့လေချောင်းရဲ့လှုပ်တဲ့ပုံစံကလည်းမညီဘူးပြီးတော့နောက်တစ်ချက်ကဗဇက်ထဲကအမဲရောင်ကတအားမဲနေတာမျိုးတွေရှိသွားတွေကိုသတိထားကြည့်ကြည့်လိုက်မယ်ဆိုရင် AI generated video တွေမှာသွားပေါ်တဲ့အခါကျရင်သွားနေရာတွေကဝါးဝါးကြီးတွေဖြစ်နေတဲ့အဲ့လိုအချက်တွေကိုကြည့်ပြီးတော့ခင်ဗျားတို့အစ်စ်မဟုတ်ဘူးဆိုတာကိုခံမှန်းလို့ရတယ်တခုသတိထားတဲ့နာ uncanny ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကလူနဲ့တူတဲ့အရာတွေမှာပဲခံစားမိတာမျိုး ဆိုတော့ရှူကင်းနေ landscape တွေရော AI generated နဲ့ဆိုရင်ဘယ်လိုခွဲရအဲ့ဒါကို Sora ရဲ့ AI generated video တွေကိုကျွန်တော်တစ်ချက်ပြပေးအခုဒီတစ်ခုကိုခင်ဗျာကြည့်ကြည့်လိုက်ဂျုံနဲ့ရိုက်ထားတဲ့ shot လို့ထင်ရတယ်။တေချာအသေးစိတ်ကြည့်လိုက်မယ်ဆိုရင်လေကားတွေကိုတစ်ချက်ကြည့်ကြည့်လိုက်။လေကားတွေကဘယ်ကိုမှဥမတီနေဘူးဆိုတာကိုခင်ဗျားတို့ကြည့်လို့ရတယ်။အခုဒီဗီဒီယိုမှာဆိုလို့ရှိရင်လေကြောင်ကိုကြည့်လိုက်မယ်ဆိုရင်ကြောင်ရဲ့ရှေ့ခြေလို့ပြောရမလား။နောက်ခြေလို့ပြောရမလား။ ဲ့ဒီခြေတော့ဗျာနော်အရှိရခြေတော့က၃ချောင်းဖြစ်နေတာကိုခင်ဗျားတို့တွေ့ရလိမ့်ဒီဗီဒီယိုမှာဆိုလို့ရှိရင်မြေခွေးကပြောမယ်ဆိုကိုဘွားတိုင်းတက်နေတာကိုတွေ့နိုင်နော်ကိုဘွားတိုင်းကျင့်နေတဲ့မြေခွေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လူတွေလမ်းလျှောက်နေတဲ့ပုံစံကမူးမမှန်ဘူးပြီးတော့လမ်းမပေါ်ကကားတွေကလည်းပျောက်ပျောက်သွားတယ်ပြောရရင်ကိုကဗီဒီယိုတစ်ခုကိုကြည့်လိုက်လို့ AI ဆိုပြီးတော့တန်တရားဝင်လာတဲ့အချိန်မှာခဏ pause လိုက်ပြီးရင်နေရာတစ်ခုလုံးကိုခြုံပြီးတော့ကြည့်လိုက် consistent မဖြစ်တဲ့နေရာတွေကိုရှာကြည့်လို့ရတယ်။အယောင်နဲ့အရန်စုံနေသလား။ဒီ data တွေလိုက်ကြည့်ကြည့်လိုက်။ဘာလို့လဲဆိုတော့ AI ကဒီ data တွေလုတ်တဲ့အခါမှာညံ့နေသေးတယ်။ကောင်းကောင်းကြီးမလုတ်နိုင်သေးဘူး။ပြီးတော့လူတစ်ယောက်ရဲ့အတန်ကိုကလုံးထားတဲ့ AI voice ကတော့တော်တော်ခွဲရခဲ့တယ်။ပုံမှန်လေးလင်းပြောရရင်။ဒါပေမဲ့စိတ်ပူစရာတော့မလိုဘူး။လောလောဆယ်အထိကတော့ AI နေပြောနိုင်တဲ့မြန်မာစကားသံကအစုပ်ပြတ်တတ်နေတာပဲ။ ဆိုတော့ကျွန်တော်တို့ကြားလိုက်တာနဲ့ AI ဆိုတာကိုသိတာသေးတယ်ကျွန်တော်အခုပြောပြလိုက်တဲ့ခွင်းကြီးတွေကအချိန်တိုင်းတော့မှန်နေမှာမဟုတ်ဘူးဒါကိုပဲအမြဲတမ်းယုံလို့တော့လည်းမရဘူးဘာလို့လဲဆိုတော့ AI တွေကအချိန်ကြာနဲ့အမျှပို့ပို့ပြီးတော့ကောင်းလာမယ်ပို့ပြီးတော့ခွဲရခက်လာဆိုတော့ဒီနီးလန်းနေနဲ့အခုခွဲလို့ရမယ်ဆိုရင်လည်းနောက်ကျရင် AI ကဒီနေရာတွေမှာမှကောင်းလာပြီးတော့ခွဲလို့ရတော့မှာမဟုတ်ကျွန်တော်ဒီဗီဒီယိုကိုလုပ်နေခြင်းအချိန်အတွင်းမှာပဲပေါ့နော်အများကြီးအများကြီးကိုပူကျန်းတဲ့ AI model တွေအများကြီးထွက်လာပြီ ်အာ Google ရဲ့ VO3 လိုမျိုးเนาะ Kling 2.0လိုမျိုးအချင်းကြီးကိုကျမ်းပါတယ်ဆိုတော့အာ video generation လုပ်နိုင်တဲ့ AI နေဆိုလို့ရှိရင်သူကလူမျက်နှာတွေ generate လုပ်တဲ့နေရာမှာတော့မှတော်တော်ကိုကောင်းတဲ့အပြင်ကိုမှ One day you're foraging for berries the next you're a travel influencer The internet is a strange swamp Yo, this my, city my rooftop my throne hear the echo yeah you're in my zone every crack in this concrete knows my name step aside Oh this is exciting I hope I win this round Guys thought anything changed Nope we buy we buy the dip we tell five people to buy. They tell five people to buy. Then we all get Is Nutrition important to you? Yeah, bro. I'm lifting all day. Big on insect protein. The macros are insane. Gains on gains on gains. The show show resolution. Long wow, cinematic picture. We got out of the riots, and someone gave Tom some mushrooms, and he is having a blast. ဲ့လိုဓာတ်တွေကိုလဲဆိုရှယ်မီဒီယာမှာတော့မြင်ဘူးပြီးသားဖြစ်မှာပါအဲ AI ရဲ့ improvement progress ကြီးရပါတော့တကယ်ကြီးကိုကြောက်စရာကောင်းတယ်ဒါပေမဲ့လဲ तू က perfect level တော့မဟုတ်သေးဘူးခင်ဗျာတေချာသတိထားကြည့်မိမယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာ artificial sin နေသေးတာကိုခင်ဗျားတို့တွေ့နိုင်တယ် AI video တွေက तू ကဘာနဲ့တူလဲဆိုတော့မျက်လှဲ့တစ်ခုကိုကြည့်နေရတယ်လို့ပဲအဲ့ဒီပြောက်ကွက်တစ်ခုကိုကြည့်နေရတယ်လို့ပဲခင်ဗျာအာယုံစိုက်တဲ့အပိုင်းမှာတော့တော်တော်လေးကောင်းလာပြီမြင်ခင်ဗျာသတိမထားမိသေးတဲ့အပိုင်းလေးတွေမှာတော့နည်းနည်းလေးစုံနေရမျိုးတွေရှိနိုင်တယ် အခုဗီဒီယိုတွေဆိုလို့ရှိရင်ဆိုရှယ်မီဒီယာပို့နေတော့ရုတ်တရက်တွေးလိုက်လို့ရှိရင်တော့အစ်စ်လို့ခင်ဗျားတို့ထင်ရကောင်းထင်ရနိုင်တယ်ပြဒီဗီဒီယိုတွေကို AI generated တွေပါလားဆိုတော့စိတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ floor တွေအများကြီးကိုတွေ့နိုင်တယ်။ဥပမာအားဖြင့် VO3 မှာဆိုလို့ရှိရင် background နေရာတွေအရင်ကြီးမကောင်းနေသေးဘူး။စကားပြောတဲ့အခါမှာလည်းဗဇက်ရဲ့လှုပ်ရှားမှုတွေကမူမမှန်သေးဘူး။အများဆုံးကျွန်တော်တို့အာသတိထားမိတာကတော့မျက်လုံးနေတော့เนาะ facial expression တို့အဲ့ဒါတွေကအရင်ကောင်းလာတယ်။ဒါပေမဲ့မျက်လုံးနေရာတွေကတော့နည်းနည်း ဥကြောင်ကြောင်လေးတော့ဖြစ်နေသေးတယ်ပေါ့နော် physics အယူအဆတွေလည်းမမှန်သေးဘူးတချို့နေရာတွေမှာဆိုလို့ရှိရင်ပစ္စည်းတွေကဘယ်နာနေဘလို့ပေါ်လာမှမသိတာတော့เนาะပြီးတော့ဒီပစ္စည်းတစ်ခုမှာဆိုလို့ရှိရင် weight ရှိတယ်ဆိုရယ်ခံစားချက်မျိုးပေါ့နော်အဲ့ဒါမျိုးတွေမခံစားမိတာမျိုးဒါမျိုးယူရှိနေသေးတယ်ပြီးတော့ဒီလိုမျိုး model တွေကဈေးကြီးတဲ့အပြင်ကမှအခါတရာလောက်ထောက်ရင်တောင်မှတစ်ခါလောက်ပဲ ဘယ်လိုခေါ်မလဲမခွဲရနိုင်ရလောက်အောင်ကိုကောင်းကောင်းမွန်မွန်ရတာမျိုး The duration ဆိုလို့ရှိရင်လည်းလောလောဆယ်မှာအခု clip တစ်ခုကို10စက္ကန့်အများဆုံးပဲကျွန်တော်အခု line ပေါ်မှာမြင်နေရတဲ့အရန် realistic ဖြစ်တဲ့ AI clip တွေဆိုတာသူအရန်ကောင်းတဲ့ clip တွေကိုပဲရွေးပြီးတော့တင်ရတာအချိန်တိုင်းကောင်းမှုဆိုတော့မဖြစ်နိုင်သေးဘူးအဲ့လောက် consistent မဖြစ်သေးဘူးဒါပေမဲ့လည်းပြောလို့ပြောတာမဟုတ်ပါဘူးအအများကြီးတော့မကြတော့ပါဘူးနော်လွန်ခဲ့တဲ့2လလောက်ကတော့မှ AI video တွေကလူ expression ကိုကောင်းကောင်းမလုပ်နိုင်သေးပေမဲ့အခုလက်ရှိမှာတော့အများကြီးကို တိုးတက်လာပြီးတော့အများကြီးကိုနှီးစက်လာတာကိုတော့လက်ခံရမယ် ါမဲ့လည်းကျွန်တော်ပြောပြသွားတဲ့နီးတွေနဲ့ခင်ဗျားတို့ရဲ့ပင်ကိုအသိစိတ်လေးနဲ့ပေါင်းပြီးတော့သတိထားပြီးတော့ကြည့်ကြပါလို့ပဲအာပြောရုံမှတပါတခြားတော့မရှိဘူးပေါ့နော်အထူးသဖြင့်တော့လူကြီးမိပါတယ်ပေါ့လာလို့စင်မှာဒီလိုမျိုး AI video level မျိုးကိုလူတိုင်းသုံးနိုင်သွားမယ်ဆိုလို့ရှိရင်အကောင့်နဲ့အစိုးတွေတွဲပါလာလိမ့်မယ်ခေတ္တိုင်းခေတ္တိုင်းမှာနီးပညာအသစ်တွေပေါ်လာပြီဆိုလို့ရှိရင်ကောင်းကောင်းသုံးချတဲ့သူတွေလည်းရှိသလိုမျိုးမကောင်းတဲ့ဘက်မှာအသုံးချတဲ့သူတွေလည်းရှိတယ်ဆိုတော့ technology ကို awareness နည်းတဲ့ကျွန်တော်တို့လိုမျိုးမြန်မာနိုင်ငံကလူတွေကပို့ပြီးတော့ geek site တင်တယ်ဆိုတော့ခင်ဗျားတို့ရော ဒီမျိုးကောင်းလာတဲ့ AI တွေကိုဘလို့နီးနေခွဲကြတယ်ခင်ဗျားတို့ဆိုရင်ရောဘယ်အချက်တွေသတိထားမိလဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှုံတာလို့ရပါတယ်โอเคနောက်နေ့မှတွေ့ရပါဗျ